ဟိုးအရင်ကတည်းကနာမည်သာကြားပူပြီးတခါမှမရောက်ဖြစ်ခဲ့တဲ့ဘူချောင်ဆန်းပြတဲ့ကိုဒီနေ့တွားရောက်လေ့လာခဲ့ပါတယ်။ခြံဝင်းတကားကဆိတ်ထားတယ်ဆိုပေမဲ့ပြတိုင်းမပိတ်ထားပါဘူး။တကားကိုတွန်းဖွင့်ပြီးတော့အဲ့ဒီမှမြင်ရတဲ့ပြတိုင်းတို့ဆိုတဲ့မြားလေးအတိုင်းပဲရှောက်သွားလိုက်ရင်တော့ဒီတောင်ကုန်းလိုမျိုးပုံစံထိတ်လေးမှာဥရောပပုံစံဆောက်လုပ်ထားတဲ့ရခိုင်ဘူချောင်နေထိုင်ခဲ့တဲ့အိမ်အဟောင်းအခုဘူချောင်ပြတိုင်းကိုရောက်ပါပြီ။ဆဆအခုဆုံးရောက်တယ်ဆိုရင်တော့သူတို့ကဒီလိုမျိုးစာရွက်ကလေးတစ်ခုပေးပါတယ်။ ဒီထဲထဲမှာတော့ဒီပြတိုင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြထားတဲ့အကြောင်းအရာတွေလည်းရေးထားပါဗျ။ပြတိုင်းထဲကိုဝင်ရောက်လေ့လာမယ်ဆိုရင်တော့ကိုယ့်ရဲ့နာမည်၊လိပ်စာ၊ဖုန်းနံပါတ်၊မှတ်ပုံတင်နံပါတ်ကလေးတွေကိုတော့ရေးခဲ့ရပါဗျ။ပြတဲ့အတွင်းထဲမှာတော့ဗီဒီယိုရိုက်ခွင့်လုံးဝမပေးထားပါဘူး။ဓာတ်ပုံကတော့ရိုက်လို့ရပါတယ်ဒီဗီဒီယိုထဲမှာထည့်ထားတဲ့ပုံလေးအကုန်လုံးကကျွန်မဓာတ်ပုံရိုက်ခဲ့တဲ့ဟာလေးတွေကိုပဲထည့်သုံးထားတာပါအဲ့ဒီကိုဘတ်ကားနဲ့သွားမယ်ဆိုရင်တော့ ဗိုလ်ချုပ်ပြတိုင်းမှတ်တိုင်းမှာဆင်းလို့ရပါတယ်ရောက်တဲ့ကားနံပါတ်ဒီကတော့နံပါတ်8ရဲ95ရဲ့ပါဘတ်ကမှတ်တိုင်းရနေဆိုရင်တော့ဒီဘက်ကားလမ်းလေးကူးပြီးတော့လမ်းလေးတစ်နည်းလေးတော့ရှောက်ပြီးတော့ဝင်သွားရပါတယ်ဗီဒီယိုလုံးဝရိုက်ခွင့်မရှိပါဘူးဓာတ်ပုံရိုက်ခွင့်ပေးထားတဲ့နေရာတွေမှာတော့ဓာတ်ပုံရိုက်လို့တော့ရပါတယ်ကြတဲ့ဝင်ကြီးအနေနဲ့ကတော့မြန်မာနိုင်ငံသားဆိုရင်မိသူမဆိုအခမဲ့ဝင်ရောက်လေ့လာနိုင်ပြီးတော့နိုင်ငံသားဆိုရင်တော့တဦးကို9000ကျပ်ကောက်ခံပါတယ်။ တနင်္လာနေ့နဲ့အစိုးရရုံးပိတ်ရက်ဒီမှာဆိုရင်တော့ပြတိုင်းပိတ်ပြီးတော့ကျန်တဲ့ရက်ဒီမှာဆိုရင်တော့မနက်9:00ခွဲကနေညနေ4:00ခွဲအထိပြတိုင်းဖွင့်ပါတယ်။